မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနဤထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာဈေးအလူရက်လာဝယ်နေတဲ့ရုရှားတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့ပိုချောအောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ဂျန်ရှင်စီတီဈေးဝယ်စင်တာမှာရုရှားစစ်သားလို့ယူဆရတဲ့အမျိုးသားအများအပြားဒီကနေ့လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့မျက်မြင်တွေ့ရှိသူတအုပ်ကပြောပါတယ်။စီတီမတ်ထဲမှာတွန်းလေးကြီးတွေနဲ့ကိုပစ္စည်းတွေအပြည့်အဝကြတာ ်အသက်အရွယ်ကတော့လူငယ်တွေရောလူလက်ပိုင်းတွေရောပဲမြင်ခဲ့တယ်လို့တွေးရှိခဲ့သူတအူကပြောပါတယ်ပြပခီးသွွားပုံစံတွေမဟုတ်ပဲအများစုဟာသပင်ကိုစစ်သားတွေလိုအတုညက်ထားပြီးကိုဟန်အနိထားတွေအရစစ်သားတွေဖြစ်ဖို့များတယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်ဘာသာစကားနဲ့လေအင်္ဂလိပ်လိုပြောတာမဟုတ်ပဲရုရှားလိုပဲပြောတာကိုကြားခဲ့ရတယ်လို့ပြည်သူတချို့ကပြောပါတယ်မြန်မာနိုင်ငံမှာရေချောင်းလုံးတွေရေဆိုင်ရာလေ့ကျင့်ခန်းတွေလုပ်ဖို့ Russia Facebook ရေတံ ရုရှား Pacific Fleet ကစစ်သည်မော၃စီးမြန်မာနိုင်ငံကိုနိုဝင်ဘာ၁၀ရက်ကရောက်ရှိနေတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်နိုဝင်ဘာ၁၂ရက်ကရန်ကုန်မြို့နယ်မှာအုပ်စုလိုက်ဈေးဝယ်ကြသူတွေဟာရုရှားရေတပ်စစ်သားတွေဖြစ်ဖို့များတယ်လို့မျက်မြင်တွေ့ရှိသူကပြောပါတယ်။အယက်ဘီယာစစ်လိတ်ကိုအများဆုံးဖွဲယူကြတယ်လို့အေအာလူချော်နဲ့အတင်းစားအစားတောက်တွေအများအပြားဝယ်ခဲ့တာမြင်တယ်လို့သိရပါတယ်။ဆိုင်ဝင်တန်းတွေကကုန်နဲ့ပစ္စည်းတွေဖြည့်ပေးရတာကိုလက်မလဲဘူးစေလိတ်တွေထပ်ဖြည့်ပေးဖို့ပြောနေတာတော့ကြားခဲ့တယ်လို့ဖြူတူတအူကပြောပါရယ် တယောက်ချင်းစီကပစ္စည်းအများကြီးဝယ်ယူတာကြောင့်ကောင်တာမှာငွေရှင်းဖို့အတွက်ဈေးပွဲသူတွေဟာမိနစ်များစွာစောင့်ကြရတယ်လို့လည်းဆိုပါတယ်။ငွေရှင်းတော့တသောင်းနဲ့အသေးချွတ်တွေလိတ်ကင်ထားတာကောင်တာကလူကိုပေးလိုက်တာကောင်တာကလူကကြက်တဲ့ငွေကိုဖြူပြီးပြန်ပေးတာတွေ့တယ်လို့အသက်30ကျော်အရွယ်အမျိုးသားတအုပ်ကပြောပါတယ်။အဆိုပါရုရှားတွေကစီတီမန့်အပြင်ဈေးဝယ်စင်တာတွေကနေရာတော်တော်များများကိုသွားပြီးဈေးဝယ်တာတွေ့ရပြီးတချို့ဆိုရင်အိမ်ကကလေးတွေအတွက်အိမ်ပြန်လက်ဆောင်ပေးတာမှာ အဝယ်များတဲ့အယုတ်တွေကိုပါဝယ်နေတာတွေ့ရတယ်လို့ပြောပါရယ်။ရန်ကုန်ကိုရောက်နေတဲ့ရုရှားနိုင်ငံမှရောက်ရှိလာသည့်စစ်သင်္ဘောတွေကတော့ Free Gate စစ်ရရင် Marshall Shepan Shinaka, Covet စစ်ရရင် Grumman Shinin, ထောက်ပံ့ရေးရရင် Vora Futo မှာတို့ဖြစ်တယ်လို့သိရပါရယ်။ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ရုရှားဟာရပ်ပိုင်းအတွင်းယူကရိန်းကိုအနိုင်ယူနိုင်မယ်ထင်ပေမဲ့ယူကရိန်းပြည်သူတွေရဲ့ခုခံတော်လှန်မှုကြောင့်စစ်ပွဲရှိကြပြီးစစ်ပွဲအတွင်းသေဆုံးဒဏ်ရာရသူအများအပြားနဲ့ စစ်ပန်းပြီးအာဏာရှင်တန်ခံရတဲ့နိုင်ငံလေးဖြစ်ပါတယ်။ယူကရိန်းကျူးကျော်စစ်ကြောင်းဥရောပသမဂ္ဂနဲ့အနောက်နိုင်ငံတွေရဲ့စီးပွားရေးအရပိတ်ဆို့တန်ခတ်မှုလေးကြုံနေရပါတယ်။2021ဖေဖော်ဝါရီနောက်ပိုင်းအာဏာသိမ်းစစ်တပ်ကိုအမေရိကန်နိုင်ငံနဲ့အနောက်နိုင်ငံတွေကစီးပွားရေးအရတန်ခတ်ပိတ်ဆို့အရေးယူခဲ့တယ်လို့နိုင်ငံတကာလုံခြုံရေးအများစုယင်းနှီးမြှုပ်နှံမှုတွေထွက်ခွာသွားတာနိုင်ငံတော်ဝန်တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံကိုနိုင်ငံတကာကခရီးသွားလာရောက်မှုနှေးပါနေပါတယ်။ဒီအချိန်မှာစစ်တပ်ရဲ့ဆက်ဆံရေးကောင်းတယ်လို့လက်နက်ခဲယမ်းတွေအများဆုံးရောင်းချပေးနေတဲ့ နိုင်ငံတွေကတနိုင်ငံဖြစ်တဲ့ရုရှားနိုင်ငံစစ်သားတွေမြန်မာနိုင်ငံလာရောက်မှုပုံမှုများပြလာပါတယ်။ရုရှားတိုက်လေယာဉ်ပြန်တွေကိုမောင်းနှင်တင်ကြားပေးတာအပါအဝင်စစ်ဖက်နည်းပညာတင်ကြားပေးမှုတွေကိုရုရှားစစ်တပ်နဲ့အာဏာသိမ်းစစ်တပ်ကြားပုံများလာပါတယ်။ဒါကြောင့်နေပြီးတော့မန္တလေးတရားဦးကလေတပ်တွေမှာရုရှားစစ်သားအများအပြားတွေ့ရတယ်လို့ဒေသခံအချို့ကပြောပါတယ်။အပီပီဆိုင်ယာရာဇဝတ်တရားရုံးကမင်းအောင်လိုင်းကိုဖမ်းဝရမ်းထုတ်ရန်နှင့် NUG က ICC တရားရုံးဤတရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ကြေညာချက်ကို ဦးကျော်မိုးထွန်းတင်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကမင်းအောင်လိုင်ကိုဖမ်းဝရမ်းထုတ်ရင်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICC တရားရုံးဤမြန်မာနိုင်ငံအတွင်းရာဇဝတ်မှုများအတွက်တရားစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ကြီးညာချက်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကတင်ပြလိုက်ပါတယ်။နိုဝင်ဘာလ17ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးဤ အစီရင်ခံဆောင်ကောင်းစဉ်ဖြင့်ဆွေးနွေးပွဲ၌ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံ၏အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြံဖက်စစ်တပ်ကမြန်မာပြည်သူများအပေါ်ကျူးလွန်လာမည်ဆိုရွာလှတဲ့ရာဇဝတ်မှုတွေကိုကြိုတင်မျှော်လင့်ထားသည့်နေ့အညီအယက်သားပြည်သူများ၏အသက်များကဲ့တင်ရန်ကာကွယ်ရန်အကြံဖက်စစ်တပ်၏ထက်မှန်ရက်ဆက်မှုများကိုတားဆီးနိုင်ရန်ပြည်မှုကျူးလွန်ခြင်းခံရသူများအတွက် တရားမျှတမှုရရှိစေရန်နှင့်အပြစ်ပေးအရေးယူခြင်းမှကင်းလွတ်နိုင်မှုကိုအဆုံးသတ်ရန်တို့အတွက်မြန်မာနိုင်ငံအတွင်းကျူးလွန်သည့်ရာဇဝတ်မှုများအပေါ်တရားရုံးဤစီရင်ပိုင်ခွင့်ကိုအတိမတ်ပြုသည့်ပုံမှန်၁၂၃ကြီးညာချက်ကိုအပြစ်ပေးဆိုင်ရာရာဇဝတ်တရားရုံးဤမှတ်ပုံတင်အရာရှိထံတင်ပြခဲ့ကြောင်းသိရပါသည်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးဤတရားစွဲအရာရှိကအကြံဖတ်စစ်တိတ်ခေါင်းဆောင်မင်းအောင်လိုင်အားဖမ်းဝရမ်းထုတ်ရန်တရားရုံးသို့လျှောက်ထားခဲ့မှုကြောင့်မြမပြည်သူများအနေဖြင့်မျှော်လင့်ချက်များပြန်လည်မြင့်တက်လာခဲ့ တနင်္ဂနွေအချိန်ကြာမြင့်လာသည့်အချိန်ကြီးတရားစွဲအရာရှိ၏ရှောက်ထားချက်နှင့်ဆက်လျ၍တိတာထင်ရှားသောထိုးတက်မှုများမရှိသေးကြောင်းပြည်သူများ၏စိတ်ပြတ်မှုများမှပို၍ကြီးမားလာကတရားရုံး၏အချိန်မီထိရောက်သောအရေးယူဆောင်ရွက်မှုများလိုအပ်နေကြောင်းတမ္မတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြပါရယ်။ရှက်ခုအခါအကြံဖက်စေအုပ်စုကအထူးရောက်ရွေးကောက်ပွဲကိုပြုလုပ်၍၎င်းတို့၏ကြီးလေသောရာဇဝတ်မှုများကိုဖုံးကွယ်ရန်၎င်းတို့၏ရာဇဝတ်မှုများအထက်တာဝန်ခံမှုမှရှောင်လွယ်ရန် ၎င်းတို့၏တရားမဝင်အာဏာသိမ်းမှုကိုလှည့်ဖျားရန်ကြိုးပမ်းနေကြောင်းအကြံဖက်စစ်အုပ်စုကရက်စက်မှုများဆက်လက်ကျူးလွန်နေခြင်းထိရောက်သောနေပြည်ထိန်ချုပ်နိုင်မှုမရှိခြင်းနိုင်ငံကောင်းဆောင်များကိုဥပဒေမဲ့ဆက်လက်ဖမ်းဆီးထုတ်နှောင်ထားခြင်းလူခွေရေးချိုးဖောက်မှုများကိုကြဲကြဲပြန့်ပြန့်နှင့်စနစ်တကျကျူးလွန်လျက်ရှိခြင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြတ်သုံးနေခြင်းပြည်သူလူထုဤတည်င်းအချက်လက်ရရှိနိုင်မှုအခွင့်အရေးကိုစိုးစိုးရွားရွားကန့်သက်ထားခြင်း ပြည်သူများအပေါ်ချင်းချောက်မှုများတိုးမြင့်ခြင်းပြည်သူများအနေဖြင့်အမြဲတစေကြောက်ရွံ့မှုနှင့်ဒွန်းတွဲနေထိုင်ရလျက်ရှိခြင်းအစာရှိသည့်အခြေအနေများအောက်တွင်အကြံဖတ်ဆေးအုပ်စုကစီစဉ်နေသည့်ရွေးကောက်ပွဲသည်အတူရောက်နှင့်လိန်ညာမှုသာဖြစ်မည်ဖြင့်ထို့သောသောရွေးကောက်ပွဲသည်မိသည့်အခါမှလွတ်လပ်၍တရားမျှတပြီးအလုံးပါဝင်နိုင်သောရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်းသိရှိရပါသည် တရားမဝင်အာဏာသိမ်းစစ်အုပ်စုကစီစဉ်နေသောအထုရောက်ရွေးကောက်ပွဲကိုပြပြတတပေချရန်တိုက်တွန်းမှကြောင်းနှင့် FPP ဆိုင်ရာရာဇဝတ်တရားရုံးအနေဖြင့်အကြံဖတ်စစ်ရာဇဝတ်သားမင်းအောင်လိုင်အားဖမ်းဝရမ်းထုတ်ရန်ဆုံးဖြတ်ချက်အားချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကဆိုပါသည်မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်အုပ်စုသည်မြန်မာပြည်သူများအပေါ်ယာစဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သောယာစဝတ်မှုအဆင့်ရှိကြီးလေးသောယာစဝတ်မှုများကိုဆက်လက်ကျူးလွန်နေရရှိပါကြောင်း အကြံဖတ်ဆဲအုစု၏အဆိုပါရာဇဝတ်မှုများနှင့်ဆက်လင်း၍ခိုင်မာသောတသက်ထောက်ထားများနှင့်အချက်လက်များကိုလည်းကုလသမဂ္ဂ၏အစီရင်ခံစာအသီးသီးတွင်လည်းအတိအလင်းဖော်ပြထားကြောင်းတမ်းမတ်ကြီးကဆိုပါသည်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရာဤ2025ခုနှစ်နှစ်ပတ်လည်အစီရင်ခံစာ A HRC 6080တွင်အချမ်းဖတ်စစ်တပ်သည်ချင်းကချင်းကရင်နီကယာကရင် ရခိုင်ရှမ်းစကိုင်းနှင့်မကွေးတိုင်းဒေသကြီးများ၌အရက်သားပြည်သူများအပေါ်ခွဲခြားခြင်းမရှိဘဲ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများစနစ်တကျမြင်ပတ်နှိပ်စက်မှုများလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့်ကလေးညာအပါဝင်အယက်သားထောင်ပေါင်းများစွာကိုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုများအပါဝင်အယက်သားပြည်သူများအပေါ်ကြဲကြဲပြန့်ပြန့်နှင့်စနစ်တကျစစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများကျူးလွန်ခဲ့ခြင်းကိုဖော်ပြထားရှိပါကြောင်း၎င်းကတင်ပြပါသည်ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ၏နောက်ဆုံးတင်သွင်းခဲ့သည့်အစီရင်ခံစာ AAT 490တွေလည်းအကြံဖတ်စေအုပ်စု၏ဆက်လက်ဖိနှိပ်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်တဲများကိုလက်နက်တပ်ဖွဲ့အုံချရင်အတူရောက်ရွေးကောက်ပွဲများမှတက်စင်တရားဝင်မှုကို ဖန်တီးရန်ဂျိုးပန်းမှုများကိုတာမတ်ကြီးကထပ်မံထောက်ပြထားပါသည်။တရားမဝင်အာဏာသိမ်းဟန်ဂျိုးပန်းမှုဖြစ်ပြီးနောက်၄နှစ်ကျော်ကာလအတွင်းအကြံဖတ်စစ်တပ်သည်အရက်ဖတ်စစ်ဘက်ခွဲခြားမှုမရှိသောလေကြောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ပြုလုပ်ခဲ့ပြီးလူပေါင်း၄135ဦးတိစုံကစာတင်ကြောင်း ဈေးရုံဈေးကန်နဲ့ဘာသာရေးအဆောက်အအုံပေါင်းတထောင်ကျော်အပါဝင်ပုဂ္ဂလိကပိုင်ပစ္စည်းစုစုပေါင်းတသိန်းကျော်ပြည့်စည်ခဲ့ကြောင်းအမျိုးသမီးမိန်းကလေးငယ်များနှင့်ကလေးငယ်များအပါဝင်အရက်သား4863ဦးအသက်ဆုံးရှုံးခဲ့ရသည့်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း452ကြိမ်အထိကျူးလွန်ခဲ့ကြောင်းတပ်မတ်ကြီးကဆက်လက်တင်ပြပါရယ်အကြံဖတ်စေအုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုများကြောင့်တန်းနေချီသောပြည်သူများသည်နေရက်ဆုံးပါထွက်ပြေးနေကြရပြီးနေထိုင်ရာအတိုက်မြုံများပါပျက်စီးခဲ့ရကြောင်း အဆိုပါဖြစ်ရများသည့်မြန်မာပြည်သူများအပေါ်ဖြည့်ဆည်းမှုများဖြင့်ကြောက်ရွံ့ကောင်ဖိနှိပ်ထုတ်ကန်ရန်ရည်ရွယ်ချက်ရှိရှိဖြင့်စနစ်တကျဆောင်ရွက်လျက်ရှိသည့်အကြံဖတ်စေအုပ်စု၏မူဝါဒပင်ဖြစ်ပါကြောင်းရက်ဆက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကိုခံစားနေရသောတန်းနှင့်ချီသောပြည်သူများအတွက်တရားရုံး၏အချိန်မီထိရောက်သောအရေးယူဆောင်ရွက်မှုများသည်မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်းမြန်မာပြည်သူများအထူးသဖြင့်အကြံဖတ်စေအုပ်စု၏ရာဇဝတ်မှုကျူးလွန်ခြင်းကိုခံစားခဲ့ရသူများ၎င်းတို့၏မိသားစုဝင်များအနေဖြင့် တရားမျှတမှုခန်းစားပိုင်ခွင့်ရှိပါကြောင်းရာဇဝတ်မှုကျူးလွန်သူများအနေဖြင့်၎င်းတို့ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမည်ဖြစ်ကြောင်းထို့ပြင်မြန်မာပြည်သူများအတွက်အချိန်တိအမှန်တကယ်ပင်အရေးကြီးကြောင်းတမ်မတ်ကြီးကနိုင်ငံတကာသို့အတည်ပြုခဲ့ပါသည်